ကမ္ဘာကုမ္ပဏီများပါဟာ၎င်းတို့ရဲ့စက်ရုံတွေကိုတရုတ်နိုင်ငံကနေစုပ်ခွာနေကြပြီဒီလမ်းကြောင်းဟာတရုတ်ရဲ့ထုတ်လုပ်မှုလုပ်ငန်းကိုထိခိုက်စေနိုင်တယ်ဆိုတော့စိုးရိမ်မှုတွေမြင့်တက်လာနေပါတယ်တရုတ်နိုင်ငံတကွမ်းကလူလူဟာမကျေနပ်ကြဘူး၎င်းတို့ရဲ့ဒေါ်လာတွေဟာလမ်းပေါ်မှာရပ်ပေါင်းများစွာပေါက်ကွဲခဲ့ပါတယ်နှစ်ကုန်ချိန်ရောက်ပြီဖြစ်ပြီးတရုတ်မှာလौခလာစာအငင်းပွားမှုတွေနဲ့ပတ်သက်ပြီးတင်းမာမှုတွေအထောက်အထိပ်ရောက်နေပါတယ်ဒီနှစ်မှာဒေတာအများပြားမှာအလုပ်သမားတွေဟာ၎င်းတို့ရဲ့မရရှိသေးတဲ့လौခလာစာတွေကိုရယူဖို့ ပိုပြီးပြင်းထန်တဲ့နီလန်တွေကိုအသုံးပြုလာကြပါတယ်။တရုတ်ကွန်မြူနတီပါတီ CCP ဟာအခုအမေရိကန်ပြည်ထောင်စုနဲ့ညှိနှိုင်းနေပါတယ်။ CCP ကညှိနှိုင်းမှုစပွဲဝိုင်းမှာပါဝင်လာရတဲ့အကြောင်းရင်းကယူရှင်းပါတယ်။တရုတ်စစ်ရုံတွေပိတ်သိမ်းနေရတာရဲ့တရုတ်လုတ်သမားတွေလုတ်ခတ်မရပဲအလုတ်ထုတ်ခံနေရတာရဲ့တရုတ်စီးပွားရေးဟာထိုးကျသွားနေလို့ပါ။ဒါပေမဲ့ CCP အနေနဲ့တရုတ်လူထုအတွက်ဒီလောက်ဆိုးရွားတဲ့ဝေဒနာတွေကိုဖြစ်ပေါ်စေတဲ့၎င်းတို့ရဲ့ဆုံးဖြတ်ချက်တွေကိုလူသိရှင်ကြားဝန်ခံနိုင်စွမ်းမရှိပါဘူး။ ဒါကြောင့်လူသိရှင်ကြားမှာ CCP ကသူတို့ညှိနှိုင်းမှုမလုပ်ဘူးလို့ပြောနေပေမဲ့တကယ်တမ်းမှာညှိနှိုင်းမှုဆွေးနွေးမှုတွေစတင်နေပြီဖြစ်ပါတယ်။ဒီနေ့မွန်လွဲပိုင်းမှာဆက်ယုံတယုံကအလုတ်သမားခေါ်ယူမှုကိုရပ်ဆိုင်းလိုက်တဲ့ဆိုတဲ့သတင်းကိုရခဲ့ပါတယ်။ဆက်ယုံတယုံပြီးတယုံတယုံချင်းစီရပ်ဆိုင်းနေပါတယ်။ဒါဟာမိနစ်တိုင်းဖြစ်ပေါ်နေပါတယ်။ဒါဟာတင်ချင်းမြို့မှာနေမှာဆက်ယုံတချို့ဖြစ်တဲ့ရှီချန်းကစာကက်ဘုတ်ဆက်ယုံဝူချီကဘစ်ကွတ်ထုတ်ပိုးဆက်ယုံတန်လီကအီလက်ထရောနစ်ဆက်ယုံတန်လီကဘက်ထရီဆက်ယုံ ။ပိုချင်းကခလုတ်ဆက်ယုံတို့ဟာအားလုံးရပ်ဆိုင်းနေပါတယ်။ဒါတွေဟာတင်ချင်းမြို့တခုတည်းကပိတ်သိမ်းမှုတွေပါ။ပေကျင်း၊ရှန်ကျန်း၊ကျန်စုနန်ကျင်းတို့မှာ နောက်ထပ်များစွာရှိနေပါသေးတယ်။အခုရှန်ဟိုင်းမှာတော့အလှကုန်ဆက်ယုံလေးဟာတခု၄ခုဟာရပ်ဆိုင်းသွားပြီး၃ခုကပိတ်သိမ်းလိုက်ပါပြီ။ကျန်တဲ့တခုကအသက်90နဲ့ထက်အမျိုးသမီးတွေကိုငှားရနေတဲ့အလှကုန်ဆက်ယုံတခုပဲရှိပါရယ်အခြေအနေကလည်းတိမ်မကောင်းဘူးအဆောင်မရှိ ပို့ဆောင်ရေးဘတ်ကားမရှိလမ်းလျှောက်ရမယ့်အကွာအဝေးကမိနစ်20လောက်ရှိပါတယ်။ဒါကြောင့်ဒီနေ့ကစပြီးအလုရှာနေရဆိုရင်ရတဲ့အလုမှန်သမျှကိုလုပ်လိုက်ပါ။ရွေးချယ်နေဖို့မလိုတော့ပါဘူး။ဒါကြောင့် CCP နေနဲ့ညှိနှိုင်းဖို့ရွေးချယ်စရာမရှိဘူးဆိုတာသိထားပါဗျ။ထူးထူးခြားခြားသတင်းတစ်ခုလည်းရှိပါတယ်။ကိုရီးယားမီဒီယာကုမ္ပဏီတစ်ခုရဲ့အန်အားသင့်ပွဲအစီရင်ခံစာအရမျက်နှာပြင်အောက်မှာမြည်သည့်ဆက်သွယ်မှုမှမရှိဘူးလို့ညင်းဆိုထားပေမဲ့တရုတ်စစ်မြေအရာရှိတူဟာ American ဘန်နာရေးဌာနကိုကိုယ်တိုင်တွားရောက်ခဲ့တယ်လို့ဖော်ပြပါဗျ။ တကယ်လို့ကြည်မယ်ဆိုရင်တရုတ်ရာရှိသုံးရဲ့ဓာတ်ပုံကိုတွေ့နိုင်ပါတယ်။၎င်းတို့ရဲ့မျက်နှာတွေကိုမှုံွားထားပြီးမဲ့၎င်းတို့ဟာအမေရိကန်ဗန်နာရေးဌာနအဆောက်အုံတွေဝင်ရောက်နေတဲ့တရုတ်အစိမ့်မြင့်ရာရှိတွေဖြစ်ကြောင်းအတည်ပြုတဲ့အရေးကြီးအသေးစိတ်အချက်လက်တွေဖော်ပြထားပါတယ်။ဧပြီလ20 24ရက်နေ့မှာတရုတ်နိုင်ငံဗန်နာရေးဝင်ကြီးဌာနမှအစိမ့်မြင့်ရာရှိတအုပ်ကိုဝါရှင်တန် DC ရှိအမေရိကန်ဗန်နာရေးဌာနချုပ်ထဲသို့ဝင်ရောက်သွားသူကိုတွေ့ရှိခဲ့ပါတယ်။သူနောက်မှာလိုက်ပါသူ10ဦးပါရှိပါတယ်။ ဓာတ်ပုံမှာတရုတ်လိုက်ပါသူတွေဟာနှစ်ဖက်အကြားစီဝေးပြီးဆုံးဖို့စောင့်ဆိုင်းနေတဲ့ပုံပေါ်ပါတယ်။၎င်းတို့ဟာ G20 ဘန်နာရေးဝင်ကြီးများအစည်းအဝေးတက်ရောက်ဖို့အထောက်ထားကတ်တွေတက်ဆင်ထားပြီးအဲ့ဒီကတ်ပေါ်မှာနိုင်ငံသားအဖြစ်တရုတ်လို့ရေးထားပါတယ်။အောက်ကိုဆက်ကြည့်မယ်ဆိုရင်ဒီဆောင်မမှာနောက်ထပ်အသေးစိတ်အချက်လက်တွေရှိပါတယ်။လူဒါဇင်ခန့်ပါတဲ့အဖွဲ့ကိုဥဆောင်တဲ့အစိမ့်မြင့်ရရှိတွေရဲ့တိကျရဲ့တိကျတဲ့အထောက်ထားတွေကိုအတိမပြုတ်နိုင်သေးပေမဲ့ ၎င်းတို့အားလုံးဝါရှင်တန်မှာလက်ရှိကျင်းပနေတဲ့ G20 ဘဏ္ဍာရေးဝန်ကြီးနဲ့ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးများအစည်းအဝေးသို့ဝင်ရောက်ဖို့လိုအပ်တဲ့အထောက်အထားကတ်တွေတက်ဆင်ထားပါတယ်။ဒါဟာတရုတ်ဘဏ္ဍာရေးဝန်ကြီးကတောင်ကိုရီးယားရဲ့မဟာဗျူဟာနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့တရက်ကြာမှာတွေ့ဆုံခဲ့တဲ့ကတက်ဆင်ခဲ့တဲ့အထောက်အထားကတ်အမျိုးအစားနဲ့အတူညီပါတယ်။အောက်ကိုဆက်ကြည့်ရင်ဓာတ်ပုံမှာအဲ့ဒီအထောက်အထားကတ်ဟာဆင်တူတယ်ဆိုတာတွေ့ရပါတယ်။အဆောက်အုံပြင်ပမှာရက်နေတဲ့သူတွေမှာလည်းဒီအထောက်အထားကတ်တွေရှိခဲ့ပြီး စစ်မြင့်ရာရှိတွေကအဆောက်အုံထဲမှာရှိနေကြမှာဖြစ်ပါတယ်။နောက်ထပ်ကြည့်မယ်ဆိုရင်တရုတ်ရာရှိတွေဟာသတင်းမီဒီယာတွေကိုဓာတ်ပုံရိုက်ခွင့်မပြုဖို့ပိတ်ပင်ခဲ့တယ်ဆိုတာတွေ့ရပါတယ်။အစီရင်ခံသားမှာဖော်ပြထားတာကတရုတ်ရာရှိတွေဟာဒီနေ့မနက်အမေရိကန်ဘန်နာရေးဌာနအဆောက်အုံထဲဝင်ရောက်တဲ့အစစ်မြင့်ရာရှိတွေရဲ့ဓာတ်ပုံရိုက်ကူးမှုကိုသတင်းမီဒီယာတွေကိုပြင်းပြင်းထန်ထန်ပိတ်ပင်ခဲ့တယ်လို့ဆိုပါတယ်။သတင်းမီဒီယာဘက်ကကျွန်တော်တို့မှာသတင်းလွတ်လပ်ခွင့်ကိုပိတ်ပင်ဖို့အာဏာမရှိပါဘူးလို့ပြောခဲ့ပေမဲ့တရုတ်ရာရှိက ျွန်တော်တို့ရဲ့ဝန်ထမ်းတွေကိုဓာတ်ပုံရိုက်ခွင့်ပြုဖို့ငင်းဆန်ပိုင်ခွင့်ရှိပါတယ်လို့ပြောပြီးသတင်းမီဒီယာတွေရဲ့စမတ်ဖုန်းနဲ့ရိုက်ထားတဲ့ဓာတ်ပုံအားလုံးကိုဖျက်ပစ်ဖို့တောင်းဆိုခဲ့ပါတယ်။တန်တမန်ဥပဒေမှာချွင်းချက်တွေရှိမရှိကျွန်တော်မသိပေမဲ့၎င်းတို့ဟာအမေရိကန်ပြည်ထောင်စုမှာရှိနေတာဖြစ်ပြီးအမေရိကန်ဥပဒေအရအများပြည်သူနေရာမှာဘသူမဆိုတင့်ကိုဓာတ်ပုံရိုက်ခွင့်ရှိပါတယ်။အဲ့ဒီဓာတ်ပုံကိုဖျက်ပစ်ဖို့တောင်းဆိုပိုင်ခွင့်အသင့်မှမရှိပါဘူး။တန်တမန်ဥပဒေနဲ့ပတ်သက်လာရင်တော့ချွင်းချက်တွေရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်အစီရင်ခံစာကိုပြန်သွားကြည့်ရင်သတင်းမီဒီယာကအင်တာဗျူးကိုပိတ်ပင်တဲ့သူရဲ့အထောက်အထားကိုထုတ်ဖော်ပြဖို့တောင်းဆိုခဲ့တဲ့အခါသူကကျွန်တော်ရဲ့အထောက်အထားကိုထုတ်ဖော်ဖို့တောင်းဝင်မရှိပါဘူးလို့ညင်းဆိုခဲ့ပါတယ်။ဒါပေမဲ့သူတက်ဆင်ထားတဲ့အထောက်အထားကမှသူ့ရဲ့နာမည်ဓာတ်ပုံနဲ့နိုင်ငံသားအဖြစ်တရုတ်လိုရေးထားတာထင်ရှားပါတယ်။ဒါကနှိမ့်နိုင်မှုတွေစတင်နေပြီဆိုတာရှင်းရှင်းလင်းလင်းပြသနေပါတယ်။တရုတ်ကဒါကိုဆက်လက်ညင်းဆိုနေတာကကြီးစရာပါပဲ။ တင်တို့သိတဲ့အတိုင်း CCP ဟာ၎င်းတို့ရဲ့လှုပ်ဝက်ချက်တွေကိုဖော်ထုတ်တဲ့သူတွေကိုဖိအားပေးတတ်တဲ့အကျင့်ရှိပါတယ်။၎င်းတို့ဟာဒါကိုနီလန်းမျိုးမျိုးနဲ့လှုပ်ဆောင်ကြပါတယ်။ဒီအစီရင်ခံတာကဘာကြောင့်ဒီလောက်အရေးကြီးလဲဆိုတော့မနေ့ကပဲတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကတရုတ်နိုင်ငံဟာအမေရိကန်ပြည်ထောင်စုနဲ့ညှိနှိုင်းမှုမလုပ်ဘူး။တမရထရန့်ကအခွန်တွေကိုတုံညရာဂိုင်းလုံးအထိမလျှော့ပေးမချင်းတရုတ်နိုင်ငံဟာအမေရိကန်နဲ့ဘယ်တော့မှညှိနှိုင်းမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ဒါဟာတိတာထင်ရှားတဲ့လိန်ညာမှုတစ်ခုပါ။ ။အကယ်၍အမေရိကန်ကဒီပြဿနာကိုဆွေးနွေးညှိနှိုင်းမှုနဲ့ဖြေရှင်းလိုတယ်ဆိုရင်အများဆုံးဖိအားပေးမှုကိုဆွံ့လွှတ်ရမယ်။ချိန်ချောက်မှုနဲ့ဖိအားပေးမှုတွေကိုရပ်တန့်ရမယ်။ဒန်းတူညီမျှမှုလေးစားမှုနဲ့နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့အခြေခံပေါ်မှာတရုတ်နဲ့ဆွေးနွေးမှုလုပ်ရမယ်။ဒီသတင်းတွေကအတူအရောင်သတင်းတွေပါ။တိတိလောက်ဆိုရင်တရုတ်နဲ့အမေရိကန်ဟာအခွန်ပြဿနာနဲ့ပတ်သက်ပြီးဆွေးနွေးမှုဒါမှမဟုတ်ညှိနှိုင်းမှုတွေမလုပ်ထားပါဘူး။ဒီအခွန်စက်ပွဲကိုအမေရိကန်ကစတင်ခဲ့တာဖြစ်ပြီး တရုတ်ရဲ့သဘောထားကတသမတ်ထဲနဲ့ရှင်းလင်းပါတယ်။တိုက်ခိုက်ခြင်းနဲ့ဆိုရင်အဆုံးထိတိုက်မယ်။ဆွေးနွေးခြင်းနဲ့ဆိုရင်တကားဖွင့်ထားတယ်။ဆွေးနွေးညှိနှိုင်းမှုတွေဟာဒန်းတူညီမျှမှု လေးစားမှုနဲ့နှစ်ဦးနှစ်ဖက်အကျိုးရှိမှဖြစ်ရပါမယ်။အစရှိတဲ့ဖြစ်ပါ။မြင်တွေ့ရတာကအမေရိကန်ရဲ့အခွန်အလွဲသုံးသားလုပ်မှုတွေက WTO စီးမြင့်တွေကိုဆိုးရွားစွာထိခိုက်စေခဲ့ပြီးနိုင်ငံအားလုံးရဲ့လူထုရဲ့ဘုံအကျိုးစီးပွားကိုထိခိုက်စေခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုမှာရှိတဲ့မီဒီယာကုမ္ပဏီကြီးတွေဟာ ဒီထုတ်ပြန်ချက်ကိုယူပြီးအလှည့်အမြန်ဖြန့်ဝေခဲ့ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာ၎င်းတို့ဟာ CCP ရဲ့လှုပ်ဆောင်မှုပုံမှန်ကိုနားမလည်ခဲ့ကြပါဘူး။ CCP ဆိုတာဒီကဘာပေါ်ကတခြားအစိုးရတွေနဲ့မတူပါဘူး။၎င်းတို့ကဘာတွေဖြစ်ပျက်နေလဲဆိုတာသင်ကိုမပြောပြပါဘူး။တကယ်တော့၎င်းတို့ကဖြစ်ပျက်နေတာနဲ့စန့်ကျင်ဘက်ကိုပြောပြတတ်ပါတယ်။၎င်းတို့မှာလိန်ညာတက်တဲ့တမိုင်းကြောင်းရှီလျားရှိပါတယ်။၎င်းတို့က GDP တက်နေတယ်လို့ပြောတဲ့အခါတကယ်တမ်းမှာကြဆင်းနေတာပါ။ လူငယ်အလုပ်လက်မဲ့နှုံကျဆင်းနေတယ်လို့ပြောတဲ့အခါတကယ်တမ်းမှာတက်နေတာဖြစ်ပြီးဒါကြောင့်၎င်းတို့ကဒီအချက်လက်ကိုဖော်ပြတာကိုရပ်ဆိုင်းလိုက်ပါတယ်။တရုတ်ဟာနှိမ့်နိုင်မှုမလုပ်ဘူးလို့ပြောတဲ့အခါတကယ်တမ်းမှာနှိမ့်နိုင်နေတာပါ။တမရထရန့်ကိုရိုင်းကအမေရိကန်နဲ့တရုတ်ရဲ့အဆင့်မြင့်အရာရှိတွေအကြားဒီအစည်းအဝေးဖြစ်ပွားပြီးနိုင်ပိုင်းကြမှာဒါကိုအတည်ပြုခဲ့ပါတယ်။တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးမေးခွန်းတစ်ခုရှိပါတယ်။ အမေရိကန်ပြည်ထောင်စုကတရုတ်နဲ့ဘသူတွေနဲ့စကားပြောနေတယ်ဆိုတာကိုရှင်းပြနိုင်မလား။၎င်းတို့ကနှိမ့်နှိုင်းမှုတွေဖြစ်ပျက်နေတယ်ဆိုတဲ့သတင်းကအတူယောင်သတင်းလို့ပြောနေကြပါဗျ။ဒါပေမဲ့ဒီမနက်မှာ၎င်းတို့မှာအစည်းအဝေးတစ်ခုရှိခဲ့ပါဗျ။ဒါကြောင့်၎င်းတို့ကဘသူတွေလဲဆိုတာအရေးမကြီးဘူးလို့ပြောလို့မရပါဘူး။နောက်မှအဲ့ဒါကိုထုတ်ဖော်ပြီးပြောပြမယ်လို့ဆိုပါစို့။ဒါပေမဲ့ဒီမနက်မှာ၎င်းတို့မှာအစည်းအဝေးတွေရှိခဲ့ပြီးအမေရိကန်တို့ဟာတရုတ်နဲ့တွေ့ဆုံဆွေးနွေးနေကြပါတယ်။ ဒါကြောင့်မေကွန်းတစ်ခုပေါ်ပေါက်လာပါတယ်။ဘာကြောင့်တရုတ်ကွန်မြူနစ်ပါတီ CCP ကလိန်ညာနေတာလဲ။ဒါမှမဟုတ်ဒီတစ်ချိန်မှာဘာကြောင့်လိန်ညာနေတာလဲ။အဖြေကယူရှင်းပါတယ်။တရုတ်နိုင်ငံအတွင်းမှာ CCP ဟာအမေရိကန်ကဒုက္ခရောက်နေပြီးတရုတ်ကတန်မာနေတယ်။တရုတ်မှာအားသာချက်အကုန်ရှိတယ်။အမေရိကန်ရဲ့ခွန်တွေဘလောက်ပဲဖြစ်လာဖြစ်လာတရုတ်ကခံနိုင်ရည်ရှိတယ်ဆိုတော့ဝါရဖြန့်ချီရေးကိုတွန်းအားပေးနေခဲ့ပါတယ် ဒါပေမဲ့တကယ်လက်တွေ့အခြေအနေက CCP တွန်းအားပေးနေတဲ့အရာနဲ့လုံးဝမကိုက်ညီပါဘူး။စက်ရုံတွေဟာထောင်နဲ့ချီပြီးပိတ်သိမ်းနေရပါတယ်။လူထောင်ပေါင်းများစွာအလုထုတ်ခံနေရပါတယ်။ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့ order တွေပယ်ဖျက်ခံနေရပါတယ်။ဒါကအလုသမားတွေကစလို့စက်ရုံပိုင်ရှင်တွေ CCP ထိအလုံးဟာထိခိုက်မှုကိုခံစားနေရတယ်ဆိုတာကိုဆိုလိုပါတယ်။ CCP ရဲ့အခွန်အဝင်တွေဟာထိခိုက်နေပါတယ်။ CCP က GDP တက်နေတယ်လို့ပြောဆိုနေပေမဲ့ Financial Times ကနေတရုတ်မှာလက်ရှိဖြစ်ပေါ်နေတဲ့စီးပွားရေးအခြေအနေမှန်ကို ပြသတဲ့အစီရင်ခံစာကောင်းတစ်ခုရှိပါတယ်။အစီရင်ခံစာကောင်းတဲ့ကတရုတ်စက်ရုံတွေထုတ်လုပ်မှုနှေးကွေးပြီးအလုပ်သမားတွေကိုအိမ်ပြန်လွှတ်နေရပြီးအမေရိကန်အခွန်တွေထိခိုက်လာနေပါပြီ။စက်ရုံပိုင်ရှင်တွေကအမေရိကန်ဖောက်တွေတွေဟာအော်ဒါတွေကိုပယ်ဖြတ်လိုက်တာဒါမှမဟုတ်စိုင်းငံ့ထားတယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့နှစ်ကတရုတ်ရဲ့တင်ပို့မှုအားလုံးရဲ့15%ကျော်ဟာအမေရိကန်ပြည်ထောင်စုကိုရောက်ရှိခဲ့ပါတယ်။ ဒီရွေတော့ကမမှန်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒါဟာတရုတ်ကနေတိုက်ရိုက်ရောက်လာတဲ့15ရာခိုင်နှုန်းပဲဖြစ်ပြီးနောက်ထပ်15ရာခိုင်နှုန်းလောက်ကတခြားနိုင်ငံတွေကနေရောက်လာတာဖြစ်ပေမဲ့အဲ့ဒါတွေကတရုတ်ကုန်ပစ္စည်းတွေပါ။ဆိုလိုတာကတရုတ်ကဗီယက်နမ်၊ထိုင်ဝမ်၊ကမ်ဘောဒီးယား၊တောင်ကိုရီးယားလိုနိုင်ငံတွေကိုပို့ပြီးအဲ့ဒီကနေအမေရိကန်ပြည်ထောင်စုကိုရောက်လာတာပါ။ဒါကြောင့်ဒီပညာရဒီကုန်ပစ္စည်းတွေဟာအမေရိကန်မှာရောင်းချခံရပြီးတရုတ်ကငွေရရှိနေတာပါ။ ဒါဟာတွယ်ဝိုက်သောနည်းနဲ့ဖြစ်ပြီးဆိုလိုတာကပြီးခဲ့တဲ့နှစ်ကတရုတ်ရဲ့တင်ပို့မှုအားလုံးရဲ့30ရာခိုင်နှုန်းလောက်ဟာအမေရိကန်ပြည်ထောင်စုကိုရောက်ရှိခဲ့တယ်ဆိုတာပါ Financial Times နဲ့ Interview တစ်ခုမှာလူမှုမီဒီယာ post တွေမှာဒါဇင်ပေါင်းများစွာမှာအလုပ်သမားတွေကတိတ်ဆိတ်နေတဲ့ထုတ်လုပ်မှုလိုင်းတွေဒါမှမဟုတ်ဆက်ယုံဆိုင်ငံ့ထားတဲ့အတိပေးတာတွေရဲ့ဓာတ်ပုံတွေကိုမျှဝေခဲ့ကြပြီးအခွန်တွေကဘလို့ထိခိုက်လာနေပြီလဲဆိုတာကိုမိမောင်းထုတ်ပြခဲ့ပါတယ်။ရှန်ကျန်းမြို့နေဆက်ဖြတ်ကျော် ဤကုတန်ရောင်းဝယ်ရေးအသင်းတရုတ်ကုန်သည်ပေါင်း2000ကျော်ကိုကိုသားပြုတဲ့စက်မှုအဖွဲ့ရဲ့အကြီးအကဲဝမ်ကျန်းက၎င်းတို့တွေကများသောဟာအလွန်စိုးရိမ်ထိတ်လန့်နေကြပြီးစက်ရုံတွေနဲ့ပေးသွင်းသူတွေကိုပို့ဆောင်မှုတွေကိုရပ်ဆိုင်းဖို့ဒါမှမဟုတ်နှောင့်နှေးဖို့ပြောထားတယ်လို့ဆိုပါတယ်။ဒါကြောင့်စက်ရုံတို့ချို့ဟာထုတ်လုပ်မှုကိုတပတ်ကနေနှစ်ပတ်လောက်ဆိုင်းငံ့ထားရပါတယ်။ဖူကျန့်ပြည်နယ်ကပလတ်စတစ်စက်ရုံမှာအလုပ်လုပ်တဲ့အသက်28နှစ်အရွယ်အလုပ်သမားတဦးကကျွန်တော်တို့ရဲ့တင်ပို့မှု order တွေတညအတွင်းပျောက်ကွယ်သွားတယ်။ ဒါကြောင့်ကျွန်တော်တို့ယာယီရပ်ဆိုင်းထားရတယ်လို့ပြောပါရယ်။ CCP ပါဝင်တဲ့ကုံသွေးရေးဟာအလွန်ပြင်းထန်ပြီးလူယူသိမ့်ပိုက်တဲ့သဘောရှိပါရယ်။၎င်းတို့ရဲ့ညီမချက်ကတင်ပို့မှုစွမ်းရည်နဲ့ထုတ်လုပ်မှုစွမ်းရည်ကိုအများကြီးတိစောက်ထားပြီး၎င်းတို့လိုချင်တဲ့ကုန်ပစ္စည်းတွေနဲ့နိုင်ငံခြားဈေးကွက်တွေကိုရေရှမ်းသလိုဖြည့်ဆည်းနိုင်မှုပါ။ဒါမှနိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေကိုလုပ်ငန်းတွေကထွက်သွားအောင်လုပ်နိုင်မှာဖြစ်ပြီး CCP ရဲ့စက်ရုံတွေသာနောက်ဆုံးမှရပ်တည်နိုင်မှာပါ။ ဒါပေမဲ့တခြားနိုင်ငံတွေက CCP ရဲ့ကုန်ပစ္စည်းတွေကိုငြင်းဆန်လာတဲ့အခါဒီစနစ်ထဲမှာအကွဲကြောင်းတွေပြလာပါဗျ။ American အနေနဲ့တရုတ်ကနေဝယ်ယူတဲ့ထုတ်ကုန်အများပြားကိုတခြားနိုင်ငံတွေကနေဝယ်ယူနိုင်ပါတယ်။တန်ဖိုးမြေထုတ်ကုန်တချို့ကတော့ American ပြည်ထောင်စုမှာထုတ်လုပ်နိုင်ပါတယ်။ဒါပေမဲ့အဲ့ဒါအတွက်အချိန်ယူရမှာပါ။တန်ဖိုးနဲ့တဲ့ပစ္စည်းတွေနဲ့ပတ်သက်လာရင်တော့ Latin America မှာရှိတဲ့နိုင်ငံတွေကထုတ်လုပ်ပေးနိုင်ပါတယ်။ VNN, India, Philippines လိုနိုင်ငံတွေကလည်းထုတ်လုပ်နိုင်ပါတယ်။ ။နောက်ဆုံးမှာဒီကုံသွေးရေးစစ်ပွဲရဲ့အဓိကအစီအစဉ်ကတရုတ်ကနေဥတီချက်ပြောင်းလဲဖို့ပါ။ပြီးတော့သိလား။ဒါဟာဖြစ်ပြက်နေပြီပဲ။ Foxconn ဟာဘရာဇီးမှာ iPhone system ဖုန်းတွေစတင်တက်ဆင်နေပြီဖြစ်ပြီး American ရဲ့တစ်ဆယ်ရာခိုင်နှုန်းအခွန်ထုံးဟာလက်ရှိမှာအနိုင်ဆုံးထဲမှာရှိနေပါတယ်။ဟုတ်ပါတယ်။ Foxconn ကတရုတ်ကုမ္ပဏီတစ်ခုပါ။ဒါပေမဲ့နောက်ဆုံးမှာ Apple က iPhone တွေထုတ်လုပ်ဖို့သူတို့ကိုစာချုပ်ပေးထားတာပါ။ ဒီလှုပ်ရှားမှုကတရုတ်နိုင်ငံအတွင်းကထုတ်လုပ်မှုကုမ္ပဏီတွေရဲ့လမ်းကြောင်းတစ်ခုကိုပြသထားပါတယ်။၎င်းတို့ဟာတရုတ်ကနေပြောင်းရွှေ့ထွက်ခွာနေကြတာပါ။ဒီတုံ့ပြန်မှုကလူအများရဲ့တုံ့ပြန်မှုကိုအကျဉ်းချုပ်ဖော်ပြဖို့ပြီးပြည့်စုံတဲ့နိလန်တစ်ခုပါ။လူတိုင်းကတရုတ်မပါရင်ကျွန်တော်တို့မနေနိုင်ဘူးလို့ပြောနေကြပေမဲ့တကယ်တမ်းမှာဒါဟာလုံးဝမမှန်ပါဘူး။ဒီတုံ့ပြန်မှုကခဏဆောင်ပါ။တရုတ်မဟုတ်တဲ့အခြားနိုင်ငံတွေကလည်းပစ္စည်းတွေထုတ်လုပ်နိုင်တယ်လို့ဆိုလိုတာလားဆိုပြီးအံ့အားသင့်တယ်လို့ဖြစ်နေပါဗျ။ ဒါဟာစီးပွားရေးလုပ်ငန်းတွေဟာလိုအပ်တဲ့အခါဥတီချက်ပြောင်းလဲမယ်ဆိုတာကိုပြသရုံပါ။ကံမကောင်းသွားနေပဲ CCP ဟာဒါကိုခက်ခဲကြမ်းတမ်းတဲ့နည်းနဲ့တင်ယူနေရပါတယ်။တရုတ်ဟာတီထွင်ဆန်းတူတူမဟုတ်ပါဘူး။ဒါကြောင့်၎င်းတို့ဟာဆက်လက်ထိရောက်နေဖို့အမြောင်အများထုတ်လုပ်ရမှာပါ။တရုတ်ဟာခုလဲအ short ပေးမှုတွေလုပ်နေပြီးဆက်လက်လုပ်ရလိမ့်မယ်။၎င်းတို့ဟာကြီးမားတဲ့ထိခိုက်မှုနဲ့ရင်ဆိုင်ရတော့မှာပါ။ကြီးမားတဲ့လှုံ့ဆော်မှုတွေလိုအပ်နေပြီးရွှန်ဝေကအရန်မြင့်တက်နေတယ်။ ဝယ်လိုအားတိတိတတ်တာကြာဆင်းနေတယ်။ stock share ဈေးကွက်မတည်နိုင်မှု stock flashing နဲ့လူငယ်အလုပ်လက်မဲ့ပြဿနာတွေအများပြားလျက်ရှိပါတယ်။တရုတ်မှာအခွန်ဝင်ငွေတိုးတက်မှုဟာ GDP တိုးတက်မှုနဲ့လုံးဝမကိုက်ညီပါဘူး။ CCP အနေနဲ့စီးပွားရေးကြာဆင်းမှု recession ကို မခံနိုင်ဘူးဆိုတာသိထားပြီးဒါကြောင့် GDP နဲ့ပတ်သက်ပြီးလိမ်ညာနေတာပါ။ဒါပေမဲ့စီးပွားရေးဟာတရုတ်နိုင်ငံသားအများစုအတွက်အလုံမလုံပေးနိုင်တော့ပါဘူး။ဘသူမှစင်းရဲတဲ့ဘဝမှာနေကြတာမဟုတ်ပါဘူး။ ဒါပေမဲ့ကျွန်တော်ကလစာအနေနဲ့2500ယွမ်ပဲရတယ်။ second hand redmi ဖုန်းကိုတုံးနေရတယ်။300ယွမ်တန်းဈေးပေါ်တဲ့ငှားတဲ့အခန်းမှာနေရပါတယ်။600ယွမ်တန်းကြော်ညာထားတဲ့ခောက်ဆွဲကြော်စားနေရပါတယ်။ queen down beer ဘူးကိုတောက်ရင် tv မှာမြို့ပြအချစ်ဇလန်းတွေကြည့်နေရပါတယ်။အခန်းထဲမှာရှိတာကမှိန်ဖြော့ဖြော့မီးအလင်းရောင်နဲ့မှုန်နှံ့တင်းတင်းအနံ့တွေဖြစ်နေပါတယ်။အနာဂတ်ဆိုတာဘာလဲလို့သင်မင်းရင်ကျွန်တော်တို့မှာအနာဂတ်ရှိသေးရလားကျွန်တော်တို့မှာအနာဂတ်ဆိုတာမရှိတော့ပါဘူး စက်ယုံတယုံအတွက်ဆိုရင် aura ပယ်ဖက်မှုတွေဟာတည်တံချမှတ်ခံရတာနဲ့တူပါတယ်။ဒါဟာငွေဆုံးရှုံးတာနဲ့မဟုတ်ပါဘူး။၎င်းတို့ဟာ၎င်းတို့ရဲ့စီးပွားရေးလုပ်ငန်းကိုဆုံးရှုံးနိုင်တယ်။၎င်းတို့ရဲ့အသက်မွေးဝမ်းကြောင်းမှုကိုဆုံးရှုံးနိုင်ပါတယ်။ဒါကိုနားလည်ဖို့အတွက်ဒီစက်ယုံတွေရဲ့လေပတ်ပုံကိုနားလည်ဖို့လိုပါတယ်။ဥပမာသင်ကတီရှပ်ကုမ္ပဏီကြီးတစ်ခုရဲ့ပိုင်ရှင်ဖြစ်ပြီးထုတ်လုပ်မှုမှာငွေကုန်ကျချွေတာဖို့တရုတ်မှာတီရှပ်တွေထုတ်လုပ်ခြင်းနဲ့ဆိုပါသူ။ ဒါဟာအခွန်တွေနဲ့တခြားပြဿနာတွေမဖြစ်ပေါ်ခင်ကာလမှာပေါ့တင်လို့ရမှာကတင်မှာယူခြင်းနဲ့ပမာဏကိုထုတ်လုပ်နိုင်တဲ့စက်ယုံတယုံကိုရှာရမှာပါဥပမာဒေါ်လာတသန်းတန်ဖိုးရှိတီရှတ်တွေမှာယူမယ်ဆိုပါစို့ဒါဆိုရင်တင်ကဒေါ်လာတသန်းတန်ဖိုးရှိအော်ဒါတစ်ခုမှာယူမှာပါဒါပေမဲ့တင်ကသူတို့ကိုဒေါ်လာတသန်းတန်းပေးလိုက်တာမဟုတ်ပါဘူးများသောအားဖြင့်ဒေါ်လာ9000ကနေတသိန်းလောက်ကိုကြိုတင်ငွေဖြစ်ပေးရမှာပါဒါမှသူတို့ကတင်အော်ဒါကိုစတင်ထုတ်လုပ်နိုင်မှာဖြစ်ပါတယ် ဒီမှာစက်ရုံလုပ်ငန်းရဲ့အန္တရာယ်ကနည်းနည်းများလာပါတယ်။အ ਨੇ ဆုံးကျွန်တော်ရဲ့အမြင်အရတော့ပေါ့။များသောအားဖြင့်စက်ရုံတွေဟာအမြင်အဆွန်းသိပ်မများပါဘူး။၎င်းတို့ဟာအော်ဒါတစ်ခုမှာ900ခန်းလုံးကနေ1500ခန်းလုံးလောက်ပဲအမြင်ရပါတယ်။ဒါကြောင့်ဒေါ်လာတသန်းတန်ဖိုးရှိတဲ့အော်ဒါတစ်ခုရတဲ့အခါ၎င်းတို့ဟာဒေါ်လာ9000ကနေတသိန်းခွဲလောက်ထိအမြတ်ရဖို့မျှော်လင့်ထားပါတယ်။ဒါရဲ့အဓိပ္ပာယ်က၎င်းတို့ဟာဒေါ်လာ8000ခွဲလောက်ကို၎င်းတို့ရဲ့ကိုယ်ပိုင်ငွေကနေထည့်ရမှာပါ။ ီအော်ရာအတွက်တီရှပ်တွေထုတ်လုပ်ဖို့လိုအပ်တဲ့ကုန်ကျန်တွေပစ္စည်းတွေကိုဝယ်ယူဖို့ပါဒါပေမဲ့တတိယပါ၎င်းတို့ဟာဖောက်တဲ့စီကဒေါ်လာတသန်းမရခဲ့ပါဘူးဒေါ်လာတသိန်းပဲရခဲ့တာပါဆိုလိုတာက၎င်းတို့ဟာကြံ့ငွေကို၎င်းတို့ရဲ့ကိုယ်ပိုင်အိတ်ကက်ကနေထည့်ရမှာဖြစ်တယ်လို့ဒါမှမဟုတ်ဗန်ချင်းငွေထုတ်ယူရမှာပါများသောအားဖြင့်ဒီဆက်ယုံတွေဟာအော်ဒါတွေမှာအမျက်စွန်းသိမ့်မရှိတာကြောင့်ငွေသားလက်ဝယ်လည်းသိမ့်မများပါဘူးဒါကြောင့်၎င်းတို့ဟာဗန်ချင်းငွေထုတ်ယူရပါတယ် အစီအစဉ်ကတော့ဒီ T-shirt တွေကိုထုတ်လုပ်ပြီးရင်ပို့ဆောင်မှာဖြစ်ပြီးဒီ T-shirt တွေသူတို့ရဲ့ပို့ဆောင်ရနေရာကိုရောက်တဲ့အခါဒေါ်လာတသန်းရရှိမှာပါပြီးရင်ဒီဒေါ်လာတသန်းကိုယူပြီးဘဏ်ကိုပြန်ဆက်မယ်အလုပ်သမားတွေကိုလာစားပေးမယ်ပြီးရင်ကျန်တဲ့ငွေကိုအမျက်ဖြစ်ထိန်းသိမ်းထားဖို့မျှော်လင့်ထားပါတယ်ဒါဟာအခြေအနေကောင်းတဲ့အခါလုပ်ငန်းလေပတ်ပုံမှာဒါပေမဲ့အခုလိုအခွန်တွေတဟုန်တို့တိုးတက်လာတဲ့အခါအော်ဒါတွေဟာတညအတွင်းပယ်ဖြတ်ခံလာရပါတယ်ဒါပေမဲ့ဆက်ယုံပိုင်ရှင်တွေကသူတို့ရဲ့ငွေကိုထည့်ထားပြီးပြီ ဒါမှမဟုတ် order တွေဖြည့်ဆည်းဖို့ဘန်ချင်းငွေတွေထုတ်ယူထားပြီးပါပြီ။ဆိုလိုတာကအခု၎င်းတို့ဟာကုန်ပစ္စည်းတွေနဲ့ပိတ်မိနေပြီးကုန်ပစ္စည်းတွေထုတ်လုပ်ပေးဖို့ကတိပေးထားတဲ့ငွေကိုမရရှိခဲ့ပါဘူး။ဒါကြောင့်တရုတ်မှာစက်ရုံတွေဒီလောက်များစွာဒုက္ခရောက်နေရတာပါ။စက်ရုံပိုင်ရှင်အများစုဟာဒီကုန်ပစ္စည်းတွေထုတ်လုပ်ဖို့ချင်းငွေထုတ်ယူထားကြပြီးအခုဒါတွေကိုရောင်းချလို့မရတော့ပါဘူး။၎င်းတို့ကို order မှာယူထားတဲ့စီပို့လို့မရတော့ပါဘူး။ဒါကြောင့်၎င်းတို့ဟာဆုံးရှုံးမှုကိုခံစားနေရတာပါ။ တချို့လူတွေကဒီဆုံးရှုံးမှုကို မခံနိုင်ကြတော့ပါဘူး။ဒါကြောင့်ဒေဝါလီခံဖို့ကြော်ညာနေရပါတယ်။ပို့ဆိုးတာကဒီဆက်ယုံတွေမှာအလုတ်လုတ်တဲ့အလုတ်သမားတွေဟာလစာမရရှိကြတော့ပါဘူး။ဒါဟာ CCP အလွန်ဆိုးရိမ်နေတဲ့အရာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။